ော်တော်တော်လေးထောက်သွားရအောင်အော်ဟိုကကြည့်မလေးကကြည့်ကျွန်တော်တို့တင်နေကြတဲ့ကိုဝိုင်းကသူလှုပ်ပြနေတယ်ဆိုတော့ကျွန်တော်တို့ကွက်တီးတယ် ရှော့လို့မရဘူးတကယ်ကင်မရာထောင်တာအဲ့လိုမျိုးရိုက်တယ်လို့မျိုးကျွန်တော်တို့ကအဲ့ဒုံဘာမှအကုန်လုတ်ပြရတာဟုတ်လုတ်ပြတဲ့ခါကျတော့မှသူကဘယ်နေရဘာဖြစ်နေဘယ်နေရဘာဖြစ်နေဘယ်နေရဘာဖြစ်နေအဲ့လိုမျိုးသူကပြန်ထောက်တာဟုတ်ပြောတော့မှကျွန်တော်တို့ကအဲ့ဒါတွေအကုန်ပြန်မှတ်ဖုန်းနဲ့ရိုက်တာအိမ်မှာပြန်ကြည့်ပြီးရဲနေဝင်ရချစ်တယ်ပါ။ဟုတ်ရချစ်တယ်တာပါကျွန်တော်အဲ့ဒါကြီးကိုကျွန်တော်ဘယ်လိုထပ်ပြောအောင်လဲ။ဒါကြကျွန်တော်အမြင်ကက်နေအောင်ပဲ။အာကျွန်တော်အရန်ချစ်တယ်တာပါကျွန်တော်မိမဟုတ်ပါ။ ကကားတိုင်းကားတိုင်းနဲ့အာယုံအာယုံတေချာစိုက်ပြီးတော့တိတိကျကျကိုကျွန်တော်ဂျူတာပန်းသားနဲ့လုပ်ပါတယ်။ဟုတ်။ဒါကတော့ကိုင်တာဝင်သွားတယ်ဝင်သွားဘူးအကြတော့ကျွန်တော်တို့ဒီအမြင်နဲ့သုံးသပ်လို့မရဘူးပေါ့လေ။အမြင်နဲ့သုံးသပ်လို့မရဘူး။တကယ်ရုပ်ရှင်ကားကိုလာကြည့်ပြီးတော့မှဒီဟာဘာဖြစ်တယ်ဒီဟာဘာဖြစ်တယ်ဆိုပြီးတော့ဝေဖန်သုံးသပ်ပြီးတာကပို့ပြီးတော့ဒီကိုင်တာဝင်ဝင်ကကားကိုကြည့်ပြီးတော့မှ ပြောရတာပို့ပေါင်းပါတယ်ခင်ဗျာ။မဟုတ်ပါဘူး။ငါကျွန်တော်ဖြစ်နေမဟုတ်ပါဘူး။ ကျွန်တော်လည်းပုံမှန်ပုံမှန်ပါပဲဒီကားပေါ်မှာမဟုတ်ပါဘူးလေကျွန်တော်ကားတိုင်းတော့စိတ်ထဲပါတယ်ကားတိုင်းတော့စိတ်ထဲပါတယ်ဒီကားလည်းပုံစံလေးတစ်မျိုးဆိုတော့အဲရသတစ်မျိုးတော့ရမှာပါအဓိကတော့သူ့ရဲ့ cycle ရှိတယ်သူ့ရဲ့ trauma ရှိတယ်အဲ့ဒီဥစ္စာနဲ့သူ့အချစ်နဲ့ပေါင်းတယ်ပြီးတော့သူဇုံလုံးကန်ခံရတယ်ပေါ့လေကားရကမှာသူ့ဘဝမှာသူယုံကြည်တဲ့လူတွေပျက်စီးဆုံးရှုံးခံရတယ် ပြီးတော့သူ့ကိုအောက်ကန်းစားလို့ခေါ်လာသူချက်ပြီးအဲ့ဒီတော့သူလူတွေကိုဘာလို့ပြစ်ချင်တယ်ငါလို့ပြစ်ချင်အဲအဲ့လိုစိတ်တွေတွားရမှာနော်ဟုတ်ချိုးနေခံရတဲ့လူတွေရောက်ရခံစားကြတယ်အဲလိုက်တဲ့နေ့ရှိလိုက်တဲ့နေ့ရှိမလိုက်တဲ့နေ့ရှိဘလို့မနေပါဘူးကျွန်တော်တို့ဟာဒါအဲဘလို့ပြောမလဲအလုတ်လုံနာဆိုတော့လေအလုတ်လုံနာဆိုတော့ဒါတွေကကျွန်တော်တို့ကတကယ်ညီကမောင်နှမတွေဖြစ်နေတာလေအဲအဲ့ဒါမှမရှိဘူးအဓိကကတော့ဒီဘောမှာ တကယ် chemistry မိဖို့ ਨੇ တကယ်ကြည့်တဲ့လူကတကယ်ခံစားတတ်ဖို့ကျွန်တော်တို့ကြိုးစားရပါတယ်ဟုတ်အဲ့အဲ့နေရာမှာချောဆိုရင်ကျွန်တော်ကအဲ့ထဲမှာ character မဖြစ်တော့ဘူးနော်နေဝင်းဖြစ်နေမှာပေါ့နော်ဒီနေဝင်ရတော့ချစ်တယ်ပါဟုတ်ရဲ့ချစ်တယ်တာပေါ့ကျွန်တော်အဲ့ဒါကြီးကိုကျွန်တော်ဘယ်လိုထပ်ပြောအောင်လဲလေကျွန်တော်အမြင်ကက်နေုံပဲအော်ကျွန်တော်ကရမ်းချစ်တယ်လားပါကျွန်တော်မိမဟုတ်ပါဒီတိုင်းတော့မှပြောချင်ချင်ပြင်းဟုတ်တယ်ဟုတ်ပါတယ်ညီမလေးကတော်ပြီးသားပါသူကရှိနေမှာလဲသူက ဟို CV တွေရောရုပ်ရှင်တွေရောမှာလဲဟိုကောင်းမိတာတော်ပြီးသားပဲကျွန်တော်ပဲကျွန်တော်ကကျွန်တော်ကြိုးစားနေကြိုးစားလို့ပြောကြမှာရှိတယ်ဘာပြောလဲဆိုတော့ကျွန်တော်ကဒီဟာ ျွန်တော်တို့သင်နေကြတဲ့ကိုဝိုင်းအန်သူလုတ်ပြနေတယ်ဆိုတော့တော့တော့ကွက်တီပဲအေးပါအေးပါအေးပါ तू ကဥဆောင်ပြီးတော့ဒီကားကိုတက်တက်ကြောကြောနဲ့လုပ်တော့ကျွန်တော်တို့ကအတားတွေကပို့ပြီးအတက်တာအဲကျွန်တော်ပညာတွေအများကြီးရပါတယ်ကိုဝိုင်းအန်ဒီတေးဒီတေးသင်ကြားပေးတာပါနော်ဒီတေးသင်ကြားပေးတယ်အဲလုတ်အပ်တာတွေကိုအဲ့လိုအဲ့လိုမျိုးလက်စီတော့တော့ကြည့်ပါနော်လက်စီတော့တော့ကြည့်သူလိုချင်တဲ့နေရာကိုကွက်တီတော့ပြောတာပါနော်ကွက်တီပြောတော့အဲပညာတော့အရင်ရဟုတ် ျွန်တော်ဂျင်းနေပါတယ်ကိုဝိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီဝိုင်းထဲမှာထူးခြားမှုတွေရှိပါတယ်ကျွန်တော်ရဲ့အဲကျွန်တော်လောက်ရတာလည်းကျွန်တော်အားပါရှိပါတယ်ဒါပေမဲ့ထက်လဲတင်ခြင်းပါသေးတယ်ထက်လဲကျိုးသားခြင်းပါသေးတယ်တော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 ်မိထွက်သွားရအောင်ဟောဒီကကြည့်ဘယ်လိုကြည့် ာကျွန်တော်ကအဲ့ဒါလေးတော့ဟိုမှာပြတ်ပါဘူးအဓိကတော့ကျွန်တော်ကတော့အဲကိုဝိုင်းလူစီကကျွန်တော်ပညာရတာကိုကျွန်တော်တော်တော်ကျေးဇူးတင်ပါတယ်အဲ့ဒါနဲ့တန်းတယ်ဩအမတ်ကတော့ဘယ်လိုပြောမလဲဟိုဘောဟိုသူလိုချင်တဲ့ဟာကိုပြောပြီးတော့ဒီဇက်ကောင်ပေါ်မှာဒီလောက်ရတာတွေကတော့အမတ်တရားပဲဘောလေပြောမယ်ဆိုရင်တော့ဟိုအရန် very serious ဒီဇက်ပေါ်မှာဘောလေအရန်ဖြစ်တော့အရန်ဖြစ်တော့ကျွန်တော်တို့က ဒီ pre pre ကိုကျွန်တော်တို့ pre ကိုချိုလို့ရတော့ primary ရင်ကျွန်တော်တို့အကုန်လုံးကအဲ့လို short လို့မရဘူးတကယ်ကင်မရာထောင်တာလိုမျိုးရိုက်လိုမျိုးကျွန်တော်တို့ကအဲ့ဒုံဘာမှအကုန်လုံးပြရတာကိုလုံးပြတဲ့ခါကျတော့မှသူကဘယ်နေရဘာဖြစ်နေဘယ်နေရဘာဖြစ်နေဘယ်နေရဘာဖြစ်နေအဲ့လိုမျိုးသူကပြန်ထောက်တာကိုပြောတော့မှကျွန်တော်တို့ကအဲ့ဒါတွေအကုန်ပြန်မှတ်ဖုန်းနဲ့ရိုက်တာအိမ်မှာပြန်ကြည့်ပြီးရင်စာရေးဟိုစာဇညွန်းနေဆင်းမော်ရောက်တော့အရန်လွယ်သွားတယ်အရန်ခတ်တဲ့အခန်းကြီးကအရန်လွယ်သွားတယ် အဲ့ဒါတော့အမှတ်တရအမှတ်တရပညာပေါ့နော်အဲအခုတော့မရှိသေးဘူးနဲ့ဒါပေမဲ့ကျွန်တော်ရိုက်ချင်ပါရဲ့အသိမပြောရဘူးတဲ့အဲအဲ့လိုလေးပြောရဲပြီးတော့နေမင်းကမတက်တော့တင်လို့ရတယ်တဲ့ဟုတ်အဒါပါပဲကျွန်တော်တို့ဒီကားလေးကကျွန်တော်တို့ feeling ကားလေးကမေလကုံဒုမဟုတ်ဂျွန်းပထမပတ်ထဲမှာတင်မှုရှိပါတယ်အဲ့တော့じゃတော့ပြည်သက်ကြီး ဒါကြောင့်အားပေးပါ၊သုံးသပ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။